ချက်စီတင်းကအန်ကွန်ကူနဲ့ဂါနာချိုကိုလဲထက်လှုပ်လာနိုင်တဲ့မန်ယူနိုက်တက်အင်္ဂလန်ပရီးမီးယားလိရဲ့နာမည်ကြီးကလပ်မန်ချက်စတာယူနိုက်တက်တင်ဟာဒီနေ့ဒီပြောင်းရွှေ့ကာလအတွင်းမှာချက်စီတင်းရဲ့တိုက်စစ်မှုကျယ်ဝနေတဲ့အဖြစ်သူခရစ်စတိုဖာအန်ကွန်ကူကိုခေါ်ယူနိုင်မှုတွေစတင်ဆက်သွယ်မှုတွေပြုလုပ်နေပြီလို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်ပြီးကြတဲ့ရက်ကြီးကပရီးမီးယားလိမှာ44ဂိုးသာသွင်းယူနိုင်ခဲ့တဲ့အားနည်းတဲ့ဂိုးသင်းဆွမ်းရည်တွေကိုတိုးတက်အောင်လှုပ်ဆောင်လို့တဲ့ရိုဘတ်အမိုရင်ဦးဆောင်တဲ့မန်ယူတင်းဟာ ဒီနေ့ဒီမှာတိုက်စစ်ပိုင်းကိုအားဖြည့်ဖို့အပြင်းထန်ကြိုးပမ်းနေတာပဲဖြစ်ပါရဲ့မန်ချက်စတာယူနိုက်တက်ကဒီနေ့ဒီမှာတိုက်စစ်ပိုင်းကိုအားရင်ဖြည့်တင်းမှုအတွက်လှုပ်ရှားမှုတွေစတင်နေပြီပဲဖြစ်ပါရဲ့သူတို့ကဦးပင်းကနေတိုက်စစ်မှုမှာတရကောညာကိုပေါင်1000တမ5တန်းနဲ့ခေါ်ယူပြီးစီးခဲ့ပြီဖြစ်ပါရဲ့ဒါပြင် Bravo တင်းရဲ့တိုက်စစ်ကြဲပွဲ Brian Ambo မကိုလည်းပေါင်1000တန်းနဲ့ခေါ်ယူဖို့ကြိုးစားနေတာပါပြည်ထောင်မီဒီယာတွေနဲ့ Telegram သတင်းစာကဖော်ပြကြရာ United က Ambo မိုးအတွက်နောက်တစ်ချိန်ကမ်းလှမ်းလာတဲ့ပြောင်းရွှေ့ကြီးပေါင်1000ကို Bravo တင်းကလက်ခံသွားဖို့ရှိနေတယ်လို့သိရပါရဲ့အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေရဲ့ဖော်ပြကြရာတော့ မန်ယူနိုက်တက်တင်ဟာချက်စီတိုက်စစ်မှုအန်ကွန်ကိုကိုခေါ်ယူဖို့စဉ်းစားနေပြီလို့သိရပါတယ်။အဆိုပါသတင်းမှာမန်ယူနိုက်တက်ကအန်ကွန်ကိုရဲ့ကိုယ်စားလှယ်တွေနဲ့စတင်ဆက်သွယ်နေပြီးဖြစ်နိုင်ခြေရှိတဲ့အပြောင်းအလဲသဘောတူညီမှုတွေကိုဆွေးနွေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့လက်ရှိအချိန်ထိတော့တရားဝင်ကမ်းလှမ်းမှုတစ်ခုကိုတော့ပြုလုပ်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ပြင်းထန်လာရွေးစဉ်တိုက်စစ်မှုအန်ကွန်ကိုဟာဒီနေ့ဒီမှာချက်စီကနေထွက်ခွာလုံနေတယ်လို့သတင်းတွေကဖော်ပြနေတာကြောင့်တခြားကလပ်အသင်းများစွာရဲ့စိတ်ဝင်စားမှုကိုလည်းရရှိနေတယ်လို့ဆိုပါတယ်။ အသက်၂၉နှစ်ရွယ်အန်ကုန်းကိုဟာ၂၀23ခုနှစ်ကလိုင်းစစ်တင်းမှာထွန်းတောက်ခဲ့ပြီးတဲ့နောက်ပေါင်50နှစ်တသမခုနှစ်တန်းနဲ့ချက်စီတင်းကိုပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ချက်စီတင်းမှာသူ့ရဲ့ပထမဆုံးရာသီကကံမကောင်းစားနေပဲ။ဒဏ်ရာရီကြောင့်နှောက်ယှက်များခဲ့ရပါတယ်။ဒဏ်ရာရီကြောင့်အန်ကုန်းကပွဲပေါင်း14ပွဲသာကစားကွင်ရရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီမှာတော့သူဟာချက်စီတင်းအတွက်43ပွဲကစားခဲ့ပြီး14ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီသွင်းဂိုးတွေက3ဂိုးသာပရီးမီးယားလိမှာသွင်းယူနိုင်ခဲ့တာဖြစ်တာကြောင့်သူ့ရဲ့ဂိုးသွင်းဆိုင်းရီကတိုင်းတာတစ်ခုထိမေးခွန်းထုတ်စာဖြစ်ခဲ့ပါတယ်။ချက်စီတင်းကပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့ကာလတုန်းက ဘိုင်ယန်မြူနီရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရတဲ့အန်ဂိုကူကိုပေါင်တန်း60နဲ့ဈေးနှုန်းတက်မှတ်ခဲ့ပူပါတယ်။ဒါပေမဲ့အန်ဂိုကူကနောက်ဆုံးမှာတော့ကလပ်မှာပဲဆက်လက်ရှိနေခဲ့ပါတယ်။လက်ရှိချိန်မှာတော့အန်ဂိုကူကအမေရိကန်ပြည်ထောင်စုမှာကျင်းပနေတဲ့ကလပ်ကပဘလာပြိုင်ပွဲမှာချက်စီတင်းတဲ့သူပါဝင်နေပါတယ်။ဒါပေမဲ့လည်းဒီနေ့ကြီးမှာကလပ်ကနေထွက်ခွာခြင်းလေလို့သတင်းတွေကဖော်ပြနေပြီးကလပ်များစွာကသူ့ကိုစိတ်ဝင်စားနေကြပါတယ်။ အန်ကုံကအချက်စီးတင်းတဲ့2029ခုနှစ်ထိစာချုပ်ချုပ်ဆိုထားသူဖြစ်တာကြောင့်မယုံတင်းတဲ့ကြီးမားတဲ့ပြောင်းရွှေ့ခြင်းတစ်ခုကိုပေးချေရဖို့ရှိပါတယ်။ဒါပြင်နောက်ထပ်စိတ်ဝင်စားစရာပြောင်းရွှေ့ဖြစ်နိုင်ခြင်းတစ်ခုကတော့ချက်စီးတင်းကလည်းမယုံနဲ့တဲ့လူငယ်ကျယ်ပွင့်တောင်းပန်တိုက်စစ်မှုအလဟန်တို့ကာနာချိုကိုစိတ်ဝင်စားနေတာကြောင့်ကစားသမားအလဲလဲလှုပ်ဖို့ပါဖြစ်လာနိုင်ပါတယ်။ဒီလိုဆိုရင်တော့နှစ်သင်းစလုံးတွေအကျိုးရှိမဲ့အခြေအနေတစ်ခုပါပဲ။မန်ချက်စတာယူနိုက်တက်အသင်းနဲ့အန်ကုံကိုတရားဝင်ကမ်းလှမ်းမှုမျိုးပြုလုပ်မလား။ဒါမှမဟုတ်တခြားတိုက်စစ်မှုရွေးချယ်စရာတွေကိုဆက်လက်ရှာဖွေမလားဆိုတာကိုတော့လာမယ့်ရက်သက်တပတ်တွေဒီမှာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားကိုချစ်တဲ့